ငါချောက်ကိုလေအိတ်တွေပါတယ်အလုံးပိတ်ဆရာမလို့ပဲနဲ့အကြာကြီးအကြာကြီးခံတယ်စီကုံလည်းတက်တာတဲ့နီးလေးနဲ့ကျွန်မကြော်ပြပေးမယ်နော်မနေ့ကကျွန်မတို့စီမှာဒီလိုချင်းသူရေးတက်နေပြီဒီနှစ်တော့လုံလုံနဲ့တက်မှာလုံလုံမတက်ဘူးလုံလုံမိုးဆက်ရွာရင် ကြာတက်မှာလားမိုးဆက်မရွာရင်မတက်ဘူးလို့ဘာတွေမှလည်းမသိဘူးတော့ကျွန်မလည်းတက်သည့်ပညာမနေတာဆိုလို့ကိုကကိုအိမ်အတွက်ကိုငါချောက်ငါချဖို့လေးနဲ့ဒီပေါ့နော်ငါမောင်ရိုးလေးနဲ့ငါပုတ်တင်လေးနဲ့တွားဝယ်ပြီးတော့ဒီရေးတက်စားဖို့လို့ကြော်ထားမှာပေါ့နော်ဒါလေးတွေအရတော့လေး ်ဓမ္မဦးဆုံးကျမငချောက်လေးတွေကိုကကြည်လေးနဲ့ကြိုက်ပြီးရေစေးတန်းစီမီနေပူလှမ်းလိုက်တယ်နေပူလှမ်းလိုက်တော့စီကုံလည်းတက်တာတယ်စီဆုပ်လည်းစီဆုပ်အားလည်းနဲတယ်အဲအကြောင်းမလို့နေရေစေးတန်းစီမီစီဟိုနေလေးတနေလောက်တော့ပြလိုက်နော်ဓမ္မဦးဆုံးကျက်သွန်နီလေးတွေကိုကြော်ထားလိုက်ပါတယ်နောက်တဲ့တဲ့ဦးတို့လုံးထဲမှာကျမကခုနပပပပလိုက်တဲ့ကြက်သွန်ပြူလေးတွေကိုလေထည့်ပြီးတော့ကြော်လိုက်တယ် ရွှေဝါရောင်တန်းလာပြီဆိုတာနဲ့ကျမဒီတက်သွန်ပြူလေးတွေကိုခဏစလုံးတစ်လုံးနဲ့ခတ်ပြီးတော့ဖယ်ထားလိုက်ပါပါဒါတော့ဒီပြင်အိုးတစ်လုံးနဲ့မှကြက်သွုံတွေကိုဆက်ပြီးမှွေးညပါတော့။ကဲပထမဦးဆုံးငပုတ်တင်ကြောက်လေးတွေကိုကျမအရင်ကြော်ပါမယ်။ကြော်ပြီးရတဲ့ကြက်တာနဲ့စလုံးတစ်လုံးနဲ့ကိုထည့်ထားလိုက်ပါမယ်။ ါတော့ငဖောင်ရိုးကြောက်လေးပေါ့နော်ရေစေးတန်းစင်ထားပါငဖောင်ရိုးကြောက်လေးတွေထည့်လိုက်ပါမနောစီမဆုပ်ဘူးเนาะခုနစီတိုင်းပဲကျမတို့ထဲတာကျက်သူမြူတဲပဲကြော်ပြီးပြီးငပုတ်တင်ချောက်ကြော်ပြီးပြီးဒါဒီမှာငဖောင်ရိုးချောက်ဆက်ကြော်တာเนาะဒါအချောက်လန်းပြီးเนาะအဲ့ဒါဆိုရင်အဲစီမဆုပ်ပါဘူး ကဲကြားတဲ့အားပါဒီကျမအဖောင်ရိုးလေးတွေကနဲတော့လဲအပြင်မှာမခတ်တော့ဘောเนาะဒီအလဲကောင်စီပူလေးထဲမှာပဲငြုတ်သီးလေးထည့်ပြီးတော့ငြုတ်သီးခွဲချမ်းလေးထည့်ထည့်ပြီးတော့လော်လော်ကြော်ကြော်ပြီးရနဲ့ဒီအဖောင်ရိုးကြောက်လေးနဲ့ရောမှွေလိုက်ပါတယ်ဒါဆိုရင်အဖောင်ရိုးကြောက်ကြော်လေးပေါ့เนาะစီရလဲအတွင်းထဲမှာစုပ်ပြီးတော့စားလိုက်တာနဲ့ ซีนิดๆไอ้ไม่ผิดတော့ဘောเนาะပြီးရနေจม่าดิจัตตุนีโอဒီ ready made တော့ပဲต้งไล่တယ်မြန်အောင်လို့နေเนาะจัตตุนีရောက်จ่อแล้วแท้တယ်คุณน่ะจ่อท้าတယ်จัตตุนีจ่อแล้วแท้ไล่ไปได้ကဲဒါဆိုလို့ရှိရင်ကြာကြာထားခင်လေကြာကြာထားတာမှာအကြာကြီးမေးလောင်တာကျမတို့ဆိုလေလုံးအောင်ဘူးတွေနဲ့ထက်ပလတ်စတစ်တွေနဲ့ပိတ်ပါညာဘာမှမလုပ်ခုနကြာတဲ့စတီးအိုးလေးတွေအဲ့ထဲထဲတာ ကိုစားချိန်မှာတပြည့်စလုံးတစ်လုံးနဲ့ခွဲခတ်ပြီးစားပြီးအဲ့စတီအိုလေးတိုင်ကြောင်နဲ့ထဲတာဒီအိုလေးဒီအိုလေးတိုင်ကြောင်နဲ့ထဲတာเนาะအဲ့ဒါကိုအကြာကြီးမေးလောက်အောင်ကိုခဏဒါတော်တော်အထားခံနေနေပေါ့เนาะဘာမှလည်းအဲဓာတ်ရုပ်ပေတာလည်းမပါဘူးကျွန်မတို့ဒါအချုံမုံနဲ့ထည့်ကြော်ထားမှာမဟုတ်ဘူးတကယ်ကိုစားလို့ကောင်းပါတယ် ီဥစ္စာတော့ငပုတ်တင်ကြောက်ကညမိပြတ်သွားတော့မနဲ့နှစ်နာရီလောက်မှကျမအမမိထက်ပြတ်မှကြောက်လို့စိတ်ပူပြီးကြော်လိုက်တော့တေချာမရိုက်ပြလိုက်ရဘူးပေါ့နော်။နောက်မှတေချာရိုက်ပြပေးပါမယ်။ဒါကကျမတို့ဒီတက်ရင်စားဖို့လို့ကြိုတင်ကြော်ထားတဲ့အဲအကြော်လော်လေးပေါ့နော်။အဲ့ဒါလေးလာပြပေးတာပါ။ကျေးဇူးပါရှင်။